ဘာဆိုဝဲမှမလို့ပဲမိမိရဲ့ကွန်ပျူတာထဲမှာကျွန်တော်တို့တိုက်ပင်လေးချင်းရင်နေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ Google Chrome ထဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ Okay ဒီထဲကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာတိုက်တိုက်ပင်ပေါ့နော် TY ပြီးတိုက်ပင် practice ဆိုပြီးတော့မှအခုလိုမျိုးကျွန်တော်ပြထားသလိုမျိုးရိုက်ပြီးတော့မှကျွန်တော်တို့ under နှိပ်ပေးလိုက်ပါ okay အဲ့ဒီဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်အဲ KEYBR ဆိုတဲ့ဟာပေါ့နော် KEYBR အဲဒီမှာ practice ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ရမှာပဲဖြစ်ပါတယ် โอเคဒီထဲကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်ခုလိုမျိုးပေါ်နေမှာပဲဖြစ်ပါတယ်โอเคအဲဒီနေရာကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်ဒီဘက်မှာပေါ့เนาะဒီမှာ bright ရဲ့ profile ရဲ့ဒီမှာ hub တော့ hub ပေါ့เนาะဒီမှာ high score တို့ဒီမှာ multiplayer တို့ဒီမှာ typing test တို့ရှိရပါเนาะโอเคအဲဒီနေရာကိုရောက်သွားပြီဆိုလို့ရှိရင်เนาะဒီမှာကျွန်တော်တို့ကဒီမှာသူပေါ်တဲ့စာတွေကိုကျွန်တော်တို့ကအဲလေ့ကျင့်ပြီးတော့မှရိုက်ပေးရမှာဖြစ်ပါတယ်အဲကျွန်တော်တို့ဒီလက်ရဲ့အနေထားကိုဘယ်လိုမျိုးထားရမလဲဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီဘက်ကကျွန်တော်လွတ်တဲ့နေရာတစ်နေရာမှာကျွန်တော်တို့ဒီပေါ့เนาะအဲဒီ mouse နဲ့ကျွန်တော်တို့ click ထောက်ပေးလိုက်မှာဆိုလို့ရှိရင်เนาะဒီမှာလက်အနေထားကဘယ်လိုမျိုးထားရမလဲဆိုတာကိုကျွန်တော်တို့ဒီမှာ ူကပြပေးထားတယ်ပေါ့နော်အခု तू ပြပေးသလိုမျိုးကျွန်တော်တို့ထားပေးရမှာပဲဖြစ်ပါတယ်အဲ okay အဲဒီမှာပေါ့နော်ဒီမှာ click or press enter to activate ဆိုတာကိုကျွန်တော်နှိပ်လိုက်အဲဒီမှာပေါ့နော်ဒီလက်မှတ်နှစ်ဖက်ကတော့ကျွန်တော်တို့ဒီမှာ space bar ပေါ်မှာကျွန်တော်တင်ထားပေးရမှာပဲဖြစ်ပါတယ် okay ဒါဆိုလို့ရှင်ကျွန်တော်ရိုက်ကြည့်ရအောင်အဲဒီမှာပေါ့နော်သူက n e a r e r ပေါ့နော်ပြီးရင်ကျွန်တော်ဒီ asset လေးကတော့ကျွန်တော် space bar ဖြစ်တယ်ပေါ့နော်ဒီမှာ l i n e l a n e ပေါ့နော်ပြီးရင် space l i n e e ပြီးတော့ e e r i e ပေါ့နော်အဲ့တော့ e e a r โอเคตัวหมาดไปဆိုလို့ရှင်เนาะตัวအနီအောင်လေးနဲ့ तू อ่ะပြပေးမှာနောက်ပြီးတော့ EAR LIE อ่ะဗောနော်အခုလိုမျိုးကျွန်တော်တို့ဓာမျိုးကိုကျွန်တော်လေ့ကျင့်ပေးရမယ်အကုန်လုံးဒီစလုံးနေအကုန်လုံးရိုက်ပြီးသွားပြီဆိုလို့ရှင်เนาะကျွန်တော်တို့ဒီမှာ practice ဆိုတာကိုထပ်ပြီးတော့มา तू နှိပ်တခုလိုမျိုးပေါ်လာရင်เนาะဒီ close ကိုပဲကျွန်တော်နှိပ်လိုက်ပြီးရင်เนาะဒီမှာ edit ပေးဗောနော်အကုန်လုံးပြီးသွားပြီဆိုလို့ရှင်ဒီမှာဗောနော် N E A R E อ่ะဗောနော် space LINE ပြီးရင် space LANE ဗောနော်အကုန်လုံးပြီးသွားပြီဆိုလို့ရှင် तू ကနောက်ထပ်စာဗောနော်စာသားတစ်ခုပြောင်းသွားမှာဗောနော်တစ်ဖြည်းဖြည်းနဲ့ तू ကအဆင့်တက်ပေးมาပဲဖြစ်တယ်အဲ ဲ့ဒီအဆင့်တက်တာကိုကျွန်တော်တို့ထပ်ပြီးတော့မှကျွန်တော်တို့ဖြည်းဖြည်းချင်းနဲ့ကျွန်တော်ရိုက်သွားမယ်ပေါ့နော်အိုကေအခုလိုမျိုးကျွန်တော်တို့ကဒီမှာပေါ့နော်ဒီလိုမျိုးပေါ်နေတဲ့ဟာကနေပေါ့ကျွန်တော်ကျွမ်းကျင်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုမျိုးထပ်ပြီးတော့မှအဲထပ်ပြီး level app လို့ app ကို level မြှင့်လို့ရသေးလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော်ဒီမှာ multiplayer multiplayer ရဲ့အောက်မှာပေါ့နော် typing test ဆိုတာရှိပေါ့နော်အဲ့ typing test ဆိုတာလေးကိုကျွန်တော်တို့နှိပ်နှိပ်ပေးလိုက်ပါဟုတ်ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ keyboard ရဲ့ပုံစံကိုကျွန်တော်တို့မမြင်ရတော့ပါဘူးအဲသူကဒါဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ level မြင်သွားပြီပေါ့နော်အဲအဲ့ဒီမှာကျွန်တော်တို့က keyboard မပါတော့ဘူးဒီမှာ s i t t i n ကြည်ပေါ့နော်အပြီးရင် he ho အဲတော့မှားပြီဆိုရင်အဲသူကအနေအောင်နဲ့ပြမှာ b i n g အဲပြီးရင် f u l လာပေါ့နော်အခုလိုမျိုးကျွန်တော်တို့ဒီမှာပေါ့နော်အင်္ဂလိပ်စာကိုကျွန်တော်တို့ကြွမ်းကြွမ်းကျင်ကျင်နဲ့ကျွန်တော်တို့အဲဒီမှာအဲဒီလေ့ကျင့်လို့ရတယ်ပေါ့နော်အဲဒီဟာတွေအကုန်လုံးသူ့ရဲ့အဆင့်တွေအကုန်လုံးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အင်္ဂလိပ်စာကိုကျွန်တော်တို့ကြွမ်းကြွမ်းကျင်ကျင်နဲ့ပေါ့နော်အဲရိုက်နိုင်ပြီအဲဒီအပြင်ကအဲဒါဒီနေရာမှာကျွန်တော်လေ့ကျင့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အပြင်ကတကယ်လက်တွေ့ကိုကျွန်တော်တို့အဲလေ့ကျင့်မလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲဒီကီးဘုတ်မှာစာရိုက်တာအရန်ကိုအဆင်ပြေသွားပြီပေါ့နော်โอเคနောက်ထပ်တစ်ခုကျွန်တော်ထပ်ပြီးတော့မှကျွန်တော် ပြပတ်ကျင်တာက တော့အဲဒီအပေါ်မှာ sign in ဆိုတာလေးရှိရပါတော့ဒီမှာအယုတ်လေးနဲ့ sign in ဆိုတဲ့ဟာလေးကိုကျွန်တော်တို့အဲဒီမှာပေါ့နော်ဝင်ထားလိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကျွန်တော်တို့တစ်ချက်ဝင်ပြမယ်အပြီးရင်တော့ကျွန်တော်ဒီအောက်မှာကျွန်တော် Google နဲ့လည်းကျွန်တော်ဝင်လို့ရတယ်အဲနောက်ပြီးတော့အဲဒီမှာ Microsoft account နဲ့လည်းဝင်လို့ရတယ်ကျွန်တော်ရဲ့ Facebook နဲ့လည်းဝင်လို့ရတယ်ပေါ့နော် okay အဲအဲ့လိုမျိုးကျွန်တော်တို့ဝင်ထားလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအဲဘယ်လိုမျိုးရရှိမလဲဆိုလို့ရှိရင်တော့ကျွန်တော်မိမိဒီရိုက်ထားတဲ့ပုံတော့ဥပမာ level ကဒီမှာပေါ့နော်ဒီကဒီကဒီမှာ R A R E ပေါ့နော် L E A R N ပေါ့နော်အဲ့လိုမျိုးရိုက်ရင်းနဲ့ကျွန်တော်အဆင့်တွေတစ်ဖြည်းဖြည်းနဲ့မြင့်လာပြီပေါ့နော်အဲ့လိုမျိုးမြင့်လာတယ်အဲ့လိုမျိုးမြင့်လာတဲ့ဟာ ကိုကျွန်တော်တို့ရဲ့ account သာအဲဥမာ Google account လို့ပါအောင်ကျွန်တော်စိုင်းရင်ဝင်ထားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲသူကကိုရောက်တဲ့ level ကိုသူကမှတ်မှတ်ထားပြီးမှဖြစ်ပါတယ်အဲမဟုတ်ရင်တော့ကျွန်တော် account ဝင်ထားရင်တော့အစားနေပြီးတော့ကျွန်တော်ပြန်ပြီးတော့မှအရိုက်နေရမှာပဲဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်အဲဒီမှာဒီနေရာ RA အဲဟိုမှားသွားပြီဆိုလို့ရှိရင်တော့သူကအနေအောင်နဲ့ပြတယ် RE ဒီမှာ LEARN ပေါ့နော် NE ARE ရပါတော့အဲ့လိုမျိုးကျွန်တော်တို့တစ်ဖြည်းဖြည်းနဲ့ကျွန်တော်တို့အဲဒီ level မြင့်အောင်ကျွန်တော်တို့ရိုက်သွားပါတော့ရိုက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့စာကိုကျွန်တော်ကျွမ်းကျင်ကျင်နဲ့ကျွန်တော်ရိုက်တက်သွားမှာပဲဖြစ်ပါတယ်အဲကျန်တဲ့ဟာကတော့ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ ့ရဲ့ဒီတခြားအပြင်မှာပေါ့နော်အပြင်မှာကျွန်တော်တို့အဲဒီတဖြည်းဖြည်းနဲ့အပြင်ကစာရွက်တွေကြည့်ပြီးတော့မှရရင်လည်းကျွန်တော်တို့ကျွမ်းကျင်သွားမှာပေါ့နော်ဒီမှာ type in test ဒီကနောက်ဆုံးအဆင့်နဲ့ကျွန်တော် type in test ကိုကျွန်တော်တို့အဲလေ့ကျင့်ရပေါ့နော် F I R S D ပေါ့နော်သူကမှားတယ်ဆိုရင်သူကမှအနီရောင်နဲ့အနီရောင်နဲ့အနီရောင်နဲ့ပြမယ်ပေါ့နော်ဒီအဒီမှာပေါ့နော်အဒီမှာကျွန်တော်ရှိမှတည်တယ်လုံးမှားသွားရတယ်အဲ့လိုမျိုးအနီရောင်နဲ့သူပြပေးတယ်ပေါ့နော်အဲအခုလိုမျိုးကျွန်တော်တို့လေ့ကျင့်လို့ရပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ